မိတ်ဆွေများအားလုံးမင်္ဂလာပါသတိဒီလက်ကီနံပါတ်မြန်မာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုခု22ကြိမ်အတွက်ကနန်းကောင်းလေးတစ်ခွက်ကျွန်တော်ထပ်ပြပါမယ်เนาะကောင်းလို့ရရလေးတွေပေါ့ဗျာမိတ်ဆွေများအနေနဲ့နှစ်သိမ့်ရင်သုံးလို့ရပါတယ် ကျွန်တော်ကတော့ဖြစ်နိုင်ခြေရှိတဲ့ကောင်းနိုးရရကနန်းလေးတွေကိုရှာဖွေပြီးတော့တင်ပြနေခြင်းဖြစ်ပါတယ်เนาะเนาะဒီဟိုတခုမမိတခုမိအောင်ပေါ့ဗျာเนาะတတိယရဲ့လေသားခြင်းများစွာတွေကနေပြီးတော့ကိုကမိအောင်ဖန်နိုင်ဖို့အရေးကြီးပါတယ်เนาะမိဆွေတို့ကံကျွန်တော်ရဲ့ကံနဲ့မှုတည်တာပေါ့ဗျာเนาะအဲ့ဒီတော့ကဆက်လိုက်ရအောင်เนาะ ဟုတ်နှစ်ကို3နှစ်ကို3ကကျွန်တော်တို့62ခုနှစ်ထဲမှာရှိတယ်နှစ်ကို3နှစ်ကို3ဒီအောက်ကနှစ်ရှင်5ဆိုတော့ထောက်ထားပါတယ်နော်နှစ်ကို3နှစ်လေး6နှစ်ရှိတဲ့ဆိုရယ်ပြိန်လေးကိုမိတ်ဆွေတို့မှတ်မိကြမယ်နဲ့ထင်ပါတယ်နော်။ကြည့်ကျွန်တော်ပြန်တော့ပေါ်လိုက်အောင်မယ်ပြန်နော်။ နှစ်ကို3ရဲ့အပေါ်ကနေပြီးတော့ထောက်လိုက်မယ်ဒီ1 3 4 9 6 9 10 9ကွယ်မြောက်မှာ9 8 2ဆိုရထွက်တယ်အဲ့9 8 2ကဟောဒီ293ရဲ့အောက်ဆုံးက285လာထွက်တာပါ9 8 2เนาะ ဲ့ဒီ9ချိနှစ်ထွက်ပြီးတာနဲ့သူ့ရဲ့ဇောင်းမှာ246ဆိုတာပေးထားတယ်ဗျ246နော်ဟုတ်ပြီနော်မိတ်ဆွေတို့အရင်ရောလေအရင်ရောလေတိတ်မကောင်းနောက်ပြီးတော့ကျွန်တော်တို့ဟောဒီညုံပြအောက်ကအားကြီးဖယ်လိုက်အောင် ဟုတ်ဒီနှစ်ကို၃ကနေပြီးတော့ဒီလိုအောက်ကိုဆောင်းဆင်းမယ်အနှစ်၃နောက်တစ်ခါဒီဘက်ကို၃ခွက်ချမယ်အဲ့ဒီမှာနှစ်၈၁ဆိုတာရှိတယ်နော်နှစ်၄၆နှစ်ကို၃နှစ်၈၁ဆိုတဲ့ပရိလေးပါကျွန်တော်မကြာခဏပြန်ရပါနော် ဂျာခနာကျွန်တော်ဒီဖရိန်နဲ့ပတ်သက်ပြီးတော့ဖမ်းခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကဒီဖရိန်ကဒီနှစ်သေးကိုကျွန်တော်တို့ပေးထားတဲ့ကဏ္ဍလေးတွေအများကြီးရှိပါပဲเนาะ။အဲကျွန်တော်ဖမ်းမိတာရင်ကျွန်တော်ကတော့ဒီနှစ်လေး၆တုံးပါပဲရခဲ့တယ်ဗျ။ဒီအခုနောက်တစ်ခါထပ်ဖမ်းခြင်းပေါ့ဗျာเนาะ။ဒီဖရိန်ကနေပြီးတော့ကျွန်တော်ယူထားတဲ့ကဏ္ဍလေးလည်းအများကြီးရှိပါတယ်။ဥပမာရာပြေကဏ္ဍတို့ ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာတင်ထားခဲ့တယ်နော်အဲ့ဒါဒီတုံညာတုံညာကတင်ကားလေးရဲ့အောက်မှာအဲ့ဒါကြာမေဂနန်ဆူဖန်ခဲ့တာရှိတယ်အခုကတော့ယူဆာတစ်မျိုးလေးနေပါနော်ဒါလေးကလည်းဖြစ်နိုင်ရရှိပါလေကျွန်တော်ပြီးခဲ့တဲ့20ချိန်လောက်ကလည်းမတည်ဘူးပြကျွန်တော်တင်ထားသေးတယ်ဗျနော်20ချိန်လား16ချိန်လားမသိဘူးအဲ့ဒီတော့ဟာဒီကနန်းလေးကိုဖန်ကျွန်တော်တခါဖန်ခဲ့ဘူးလေးတယ်အဲ့ဒီတော့မလာခဲ့ဘူးပေါ့ဗျာနော် ကဲဒီဒီချိန်များမိမလားဆိုပြီးတော့ပေါ်လိုက်မယ်နော်အဲ့ဒီတော့ကကျွန်တော်တို့293 246 27နော်ဟုတ်ပြီဒီဘက်မှာလည်းတစ်ခါကြည့်လိုက်မယ်932 932ကဘယ်နှခုနှစ်ထဲမှာလဲဆိုရင်16ခုနှစ်ထဲမှာ932နော်ဒီအောက်ဆုံးက363 ိုးသုံးနှစ်သူ့ရဲ့အပေါ်အားနေပြီးတော့ထောက်မယ်ဒီနေ့3 4 5 6 9 8 9ွက်မြောက်မှာ336ထွက်ထားတယ်เนาะအဲ့ဒီ336ကကိုယ်သုံးနှစ်ကလေးဒီအောက်ဆောင်အကောင်လာထွက်တာเนาะအဲ့လိုထွက်ပြီးတဲ့တပြိုင်နဲ့ဒီအပေါ်ဆောင်မှာ2 4 6ဆိုတဲ့ကဏ္ဍကိုသူကပေးတယ်ဟုတ်ပြီเนาะမေဆိုတော့ နော်ဒီပရင်ကဒီလိုအဲ့လိုလေးပေးတဲ့သဘောရှိပါတယ်နော်နောက်ကိုသုံးနှစ်ကတိအောက်ကိုဇောင်းဆင်းမယ်ဒီနှစ်သုံးအဲဒီဘက်ကို၃ခွက်ကျော်မယ်၃ခွက်ကျော်တဲ့အခါမှာ A12 သူ့ပရင်အမှန်နော်မိတ်ဆွေတို့ A12 နော်အဲ့တော့2 4 6 5 3 2 A12 ဆိုတာအဲ့ဒီတရိကံပုံ ပရိန်လေးပါနော်အဲ့ဒီပရိန်လေးကနေဒီနှစ်သေးကိုယူมาကျွန်တော်တို့อ่ะเนาะဟုတ်ပြီဒီနှစ်သေးကိုကျွန်တော်တို့ကဒီခု22ကြိမ်ကိုဖမ်းမယ်เนาะ22ကြိမ်ကိုဖမ်းမယ်เนาะကဲဒီဘက်ကိုပြန်ကြည့်လိုက်မယ်ဗျာเนาะနေလေးချောက်နေကို3 27နေเนาะဟိုနေလေးချောက်ပေးထားတဲ့နှစ်သေးကိုနှစ်သေးမှာ ကျွန်တော်တို့ဒီနောက်ကနေပြီးတော့အဲ6နှစ်ချားကခဏလာထွက်တာရှိတယ်ဗျ။နောက်ကို6နှစ်ချားထောက်ဒီခွန်သုံးည6ကနေယူมาပါနော်။ဒီခွန်သုံးညထောက်ကတော်တော်လေးကစားရဟိုက်ကနန်းဗျာနော်။မကြာခဏဒီပင်ကနန်းနေတော့လည်းကျွန်တော်ဖမ်းခဲ့တာပဲဗျာနော်။ဒီကနန်းကတော်တော်ဖြစ်နိုင်ချေများတယ်။ဒီကနေ့ဆက်ဆက်ပြီးတော့အဲ့တော့ နောက်ကို6နဲ့ခြားတင်းနေ3 4 5 6 6ခြားခုနှစ်နဲ့မြောက်ထဲမှာအဲအဲ့ကနန်းရှိတယ်ခွန်6တုံညာနော်အဲ့ဒီခွန်6တုံညာဟာဟုတ်ပြီနော်6နဲ့ခြားခွန်6တုံညာဟာခုခွန်တုံညာ6လို့ထွက်တယ်သူ့အောက်ကဒါ6နဲ့ခြားကနန်းနော် သူအောက်ကလိုက်တဲ့ဟောဒီ၃ညာ2နှစ်ဆိုတဲ့ကနန်းဟာနော်ဒီ၅ပြိတ်ကဆောင်၅ပြိတ်ကဆောင်မှရှိတယ်ဟောဒီ၆နှစ်ချကနန်းရဲ့အောက်၃ညာ2နှစ်ဆိုတော့ဘေးကလာတယ်လေဆိုရင်အဲ့ဒါကိုလိုက်ပါမယ်နော်သူကဟောဒီနှစ်93 25ဆိုတော့ဟောဒီ93ရဲ့နောက်နှစ် နော်ကတ်နေတဲ့နှစ်ထဲမှာအဲ့ကနန်းရှိတယ်။နှစ်သုံးညာနှစ်ဆိုပြီးတော့နော်သူ့ရဲ့ရှေ့နောက်အကွက်လို့ကျွန်တော်မပြောမဆိုတော့ဘူးနော်သူ့ရဲ့နောက်နှစ်လို့ပဲကျွန်တော်ကနှစ်ချားနဲ့ဖန်တာကိုပို့ပြီးအားသာပါတယ်နော်သူကပို့ပြီးတော့နေပဲပို့ပြီးတော့ခြေပြတ်ပါတယ်ဒါကြောင့်မလို့နှစ်ချားနဲ့ပဲယူပါတယ်သူ့ရဲ့နောက်ကတ်နေတဲ့နှစ်ထဲမှာနှစ်သုံးညာနှစ်ရှိတယ်အဲ့နှစ်သုံးညာနှစ်ကသူ့ရဲ့ဟောဒီအပေါ်ဆုံးမှာ 152ဆိုတဲ့ကနေထောက်ပေးထားတယ်ဗျာနော်ဒီဆိုလို့တရားလေးမှတ်လိုက်ပါနော်152ကထောက်ပေးထားတဲ့ကနေ2392 293ရဲ့နောက်ကန်နေတဲ့နှစ်နော်ဘယ်အဲ့ကနေ2392ဟာဟောဒီ6နှစ်ချာကနေ936ရဲ့အောက်မှာကတ်လိုက်ပြီနောက်ပြီးတော့သူက9ပြိကဲဇုံးပါလေထွက်ရမယ်ဟုတ်ပြီနော်မေဆွေတို့ဒီဥစားလေးသူတို့အာ ကောင်းပါလေကျွန်တော်ကတော့တော်တော်သဘောကျပါတယ်နော်ဟုတ်ပြီအဲဒီမှာ93ညနှစ်နော်ဟုတ်မှာ A12 နော်ဒီမှာ246ဒီနှစ်ထဲမှာကျွန်တော်တို့ဟောဒီတလင်းငါအဲ့ဒီတလင်းငါကလေဟောဒီနောက်ကို6နှစ်ကြောကနန်းပဲဗျာသူကလေနော်သူနဲ့ပတ်သက်ပြီးကျွန်တော်ဖမ်းခဲ့တာတွေအများကြီးရှိပါတယ်နော်ဘာလို့ဆိုတော့ဒီကနန်းက ဖိုက်တလင်းကလည်းဒီဖရင်ရဲ့အဆက်ပဲဗျနော်ဘာလို့လို့ဆိုတော့ဟောဒီဘက်မှာအဲဒီမှာအဲ့နှစ်၄၆ပေးထားတဲ့နှစ်ထဲမှာအဲ့တင်၅လေးဆိုတာလေပေးခဲ့တာပဲเนาะသူကဒီပရင်ရန်ပေးကစားနေတဲ့ကနန်းလေးတွေပါเนาะအဲ့ဒါကြောင့်ဆက်ပြီးယူရတာပါเนาะအဲ့တော့ဒီနှစ်၄၆ဖြစ်ထားတဲ့နှစ်ထဲမှာဟောဒီ၆နှစ်ကျော်ကကနန်းနောက်နောက်ကိုထောက်ကြည့်လိုက်အောင်ဒီနှစ် 3နှစ်ငါ6နှစ်ကျော်မှာအဲ့ကနေရှိတယ်ဗျအဲဒီအပေါ်မှာ415ဆိုတာเนาะဟုတ်415 415ဟာကျွန်တော်တို့အခု246ပေးခဲ့တဲ့နှစ်အခုပြီးခဲ့တဲ့20ချိန်မှာဝင်သွားပြီเนาะเนาะ246ပေးခဲ့တဲ့နှစ်ဟောဒီ20ချိန်မှာဝင်သွားပြီ6နှစ်ကျော်ကနန်းเนาะ6နှစ်ကျော်ကနန်းရဲ့အောက်မှာကတ်လိုက်ရမယ်ကနန်း ျွန်တော်တို့ခုဖမ်းနေတာအခု22ကြိတ်သူက9ပြိတ်ကျဆောင်းလဲ9ပြိတ်ကျဆောင်းနော်ဟိုဘက်နဲ့တူပါတယ်နော်ကဲဘယ်လိုကနေလဲဆိုတာဟိုဘက်လိုပဲကြည့်လိုက်မယ်ဗျာနော်ကြည့်လိုက်တော့ကျွန်တော်တို့ခုနဖမ်းခဲ့တယ်လို့ပဲဟောဒီ293သူမူလပြင်ကိုပြန်သွားမယ်93နော်ဒီဘက်မှာတော့ကိုယ်တုံးနှစ်ကဲနောက်ကိုကက်နေတဲ့နှစ်ထဲမှာအိကနဲ့ရှိရမယ်။ဟုတ်ပြီနော်မေဆိုလို့ဒီကိုယ်တုံးနှစ်ကဲကက်နေတဲ့နောက်နှစ်ထဲမှာ ောဒီကျွန်တော်ဖမ်းမှာဟောဒီခွန်လေးနေဆိုတဲ့ကဏ္ဍကိုဖမ်းမှာပါခု22ကြိမ်အတွက်ဘာလို့လို့ဆိုတော့သူ့ရဲ့ဟောဒီဇောင်းက125ဆိုတဲ့ကဏ္ဍအထောက်ထားတဲ့ကဏ္ဍဖြစ်ရမယ်ကိုယ်သုံးနှစ်ကကတ်နေတဲ့နောက်နှစ်သေးရလေဖြစ်ရမယ်ဒီကနေ့ဟာ1 2 5ကလည်းထောက်ထားမယ်ဟိုဘက်မှာတော့နှစ်သုံးညာနှစ်ပေါ့နော်ဒီမှာခွန်လေးနှစ်အဲ့ဒီခွန်လေးနှစ်ဆိုတဲ့ကဏ္ဍဟာ ဟောဒီ145ဆိုတဲ့6နှစ်ချာခဏန်းရိုက်ထားတဲ့အောက်မှာကတ်လိုက်ပြရမယ်ဗျာ9လေးနှစ်အာနော်နောက်ပြီးတော့သူက9ပရိတ်ကဲဇောင်းမှာလည်းဖြစ်ရမယ်နော်မိတ်ဆွေတို့ရှင်းလာတော့မသိဘူးဗျာကျွန်တော်ပြချင်းစုံနေနေမြန်သွားလားမသိနော်9လေးနှစ်အာမယ်ဗျာနော်9လေးနှစ်အာလေးနှစ်အာမယ် နော်မိတ်ဆွေတို့အဲ့တော့ဒီကနန်းလေးကကျွန်တော်ရှေ့နှစ်ကြိမ်သုံးကြိမ်လောက်မှာလေကကျွန်တော်ဖမ်းခဲ့တယ်ကနန်းပြအဲ့ဒီ125ထောက်တာတဲ့ကနန်းဆိုတော့ကျွန်တော်ဖမ်းခဲ့တယ်နော်အဲ့တော့ဒီတစ်ကြိမ်မှာ तू ကလာနိုင်ပါတယ်နော်ဘာလို့အထောက်ကောင်းနေလဲဆိုရင်ချောင်းနေချာကနန်း105ရဲ့အောက်မှာလည်းဖြစ်တယ်ငါးပရိတ်ကဲဇောင်းမှာလည်းဖြစ်တယ်နော်သူ့ဖရင်ရာလေဒီနှစ်သေးဟူ ပေးထားတဲ့ကနန်းဖြစ်တဲ့အတွက်ဟောဒီလင်းဒီလင်းကအဲ့တော့ဟောဒီကနန်းလေးကိုထိုးလိုက်အောင်နော်ဟောဒီမှာနော်ခွန်လေးနဲ့ကျွန်တော်ကတော့လေးထိတ်နဲ့ထိုးခြင်းနေဗျာနော်လေးထိတ်နဲ့လေးခွန်နဲ့အဲ့ဒါလေးနှစ်ခွန်ဆိုပြီးတော့ထိုးခြင်းနေဘာလို့လဲဆိုတော့သူကဒီညတုံညနှစ်မှာဆိုလို့ရှိရင်သူက ဒီ125ထောက်152ထောက်ထားတဲ့နှစ်သုံးညနေရအလေတိုင်းကရှေ့ကိုပို့ပြီးနောက်နှလုံးပူသွားတာကိုเนาะအလေတိုင်းရှေ့ကိုပို့တာเนาะသုံးညနှစ်နှစ်ဆိုထွက်တာအဲ့ဒီအတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ9နှစ်ကို၄ကို၄ကိုရှေ့ကိုပို့ရင်၄ခွန်နှစ်เนาะ၄ထိပ်စီနှစ်၄ခွန်နှစ်၄နှစ်ခွန်ပို့ရအောင်เนาะဒါပေမဲ့အားတော့အားမယ်เนาะမိတ်ဆွေတို့ နော်အာဟုတော့ဟိုတကွက်ကောင်းတင်တာတော့ဟိုတင်တင်ပေါ့ဗျာနော်အထိုင်ရလို့ရှိရင်နောက်တစ်ချက်ကအဲ့၄ခုနှစ်အာဟုထိုးရင်းနဲ့တတိဒီရေလှည့်စားမှုဖြစ်သွားမှာဆိုတဲ့အတွက်ဟောဒီ၃ညာ၂နှစ်အာဟုလည်းနင်းနေတော့ရန်သိနေဗျာသူကကနန်းသူပေးတဲ့ဒီဖရင်ကကနန်းသူတွေလည်းသူကချရတဲ့အဲ့ဒီအတွက်ဟောဒီမူရင်းဒီလာတဲ့၃ညာ၂နှစ်ကိုလည်း အရင်အနေနဲ့တော့ထိုးတင်တယ်သူစီကြောရာဆိုတော့ဒါလာမှာပေါ့ဗျာနော်ခွန်လေးနှစ်လားအလေးနှစ်ခွန်အလေးခွန်နှစ်အားလာမယ်ဒါပေမဲ့ဒီချောင်းနေချာကနန်းရဲ့အောက်မှာကတ်လိုက်တဲ့ကနန်း၃ညနှစ်နှစ်ဆိုပြီးသူကဒဲကြီးပေးသွားရင်လည်းကျွန်တော်တို့ကဒါဖြစ်တတ်တယ်ဒီနော်ဟိုက်တလင်းကားတော့ကလည်းအဲ့လိုဖြစ်ခဲ့တယ်ကျွန်တော်အဲ့ဒါကြောင့်နော်တလင်းကားတော့ကကျွန်တော်ကစီကြောအရာကငါကူလေးကိုဖမ်းတယ် သူကပေးတော့ကြတော့ဒေကနန်းတလီငါကြီးကိုပေးသွားတယ်အဲ့ဒါမျိုးဖြစ်မှာဆိုလို့နော်ဒီကောင်လေးကိုတော့ရမ်းမယ်ကဲအဲ့တော့လေးခွနှစ်ကအဓိကပေါ့ဗျာနော်လေးခွနှစ်အာအဓိကပါသုံးချက်နှစ်နှစ်ကတော့ရမ်းမယ်ကဲမိတ်ဆွေအားလုံးကံကောင်းကြပါစေဗျာနော်ကျွန်တော်ကတော့ဒီလိုတွေ့တာမြင်တာလေးတွေကနန်းကောင်းလေးတွေကိုတင်ပေးနေတဲ့သဘောကမိတ်ဆွေတို့စိတ်ကြိုက်ယူရချက်ပြီးတော့ထိုးလို့ရအောင်ပါနော် အဲကျွန်တော်ရဲ့ comment မှာလည်းဒီ၄ခွန်းနှင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့နှစ်သက်တဲ့ပုံစံလေးတွေကိုလည်းကျွန်တော်ရဲ့ comment မှာရေးပြအောင်ရေးသွားကြပါနော်အဲ့လို comment လေးတွေကိုပြန်ကြည့်ပြီးတော့ကျွန်တော်ကလည်းဆုံးဖြတ်လို့ရပါတယ်နော်မိတ်ဆွေတို့ဘလို့နှစ်သက်တဲ့ဟလာဘလို့အထိုင်နဲ့ထိုးခြင်းနဲ့ဆိုတာလေးတွေကိုရေးပြကြပါကဲအားလုံး22ကြိမ်မှာအောင်မြင်ကြမယ်ဗျာနော်22ကြိမ်မှာ အားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်းထုံးစံအတိုင်း like and subscribe လုပ်ပြီးတော့ကြပါ။နောက်ပြီးတော့အတိမိတ်ဆွေများကိုလည်းထပ်မံပြီးတော့ဖြန့်ဝေခြင်းနဲ့အဲကူညီကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်မေတ္တာရခံပါတယ်။အားလုံးကျမ်းမာချမ်းသာကြပါစေ။အောင်မြင်ကြပါစေ။ယေရှုတင်ပါတယ်။